တို့လိုချင်တိုက်ယူပေါ့ဒါတပ်ဖွဲ့တွေကလည်းဒီလိုပုံစံမျိုးဒါစ조사ထားတာလीเนาะပြီးတော့အသက်တွေချွေးတွေသွေးတွေအများကြီးရှင်းပြီးတော့လှုပ်ထားတာအဲ့တော့ပထမဆုံးဒါသိရတဲ့ဒါအနေထားရတော့ TNL ရဲ့ဒီဥစ္စာကိုသဘောမတူပယ်ချလိုက်တဲ့ဆိုပြီးသိရတယ်ဒီအပေါ်မှာတော့တော်တော်လေးအားရကျေနပ်မှုရှိပါတယ်เนาะမင်္ဂလာပါ ဒါတရုတ်ကမကထလောက်ခဲ့တယ်ဒါစစ်ကောင်စီနဲ့ TNL ရဲ့တွဲဆုံမှုမှာဗောနော်ဒါစစ်ကောင်စီဘက်ကတောင်းဆိုတဲ့တောင်းဆိုချက်တွေကို TNL ကဒါလှန်ပြလိုက်တယ်ဗောနော်ပယ်ချလိုက်တယ်ဗောဗျာပယ်ချလိုက်တယ်အဲသူတို့တောင်းဆိုတဲ့ဟာတွေကတည်တဲ့အတိုင်းပဲစစ်ကောင်စီကဒါရှေ့ရှေ့ဖြစ်စင်လို့ပဲဗောနော် MND နဲ့ဒါလာရှိုးဖြစ်စင်မှာလို့ပဲစစ်ကောင်စီကအခု အာမြို့တွေပေါ့နော်မြို့တွေကိုပြန်ပေးဖို့ဆိုတဲ့ပုံစံမျိုးတောင်းတာပါပဲမထူပါဘူးဒီနောင်ချိုကြောင်မဲတီဘောမိုးကုတ်နဲ့မိုးမိတ်ကဒါ DNL တက်တွေကိုဒါဒီပြန်ပြီးတော့ဆုတ်ခွာပေးဖို့ပေါ့နော်အဲဆုတ်ခွာပေးဖို့ဆိုပြီးတော့ဒါတောင်းဆိုတယ်ပေါ့နော်အဲတောင်းဆိုတဲ့ကိုဒါ DNL ကပယ်ချလိုက်တယ်ပေါ့နော်ပယ်ချလိုက်တယ်ဆိုတော့ဒါမဖြစ်တဲ့အရာကြီးလေနော်ဒါမဖြစ်နိုင်တဲ့အရာ မင်းတို့လိုချင်တိုက်ယူပေါ့ဒါတပ်ဖွဲ့တွေကလည်းဒီလိုပုံစံမျိုးဒါစူးစမ်းထားတာလေနော်ပြီးတော့အသက်တွေချွေးတွေသွေးတွေအများကြီးရှင်းပြီးတော့လှုပ်ထားတာအဲ့တော့ပထမဆုံးဒါတည်ရတဲ့ဒါအနေထားရတော့ဒါ TNL ရဲ့ဒီဥစ္စာကိုသဘောမတူပယ်ချလိုက်တဲ့ဆိုပြီးတည်ရတယ်ဒီအပေါ်မှာတော့တော်တော်လေးအားရကျဉ်းနှမှုရှိတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းပြန်တွေးကြည့်မယ်ဆိုရင်ဒါ MNDA နဲ့ကိစ္စလိုပဲဖြစ်လာအောင်မလားဆိုတော့စိုးရင်ချက်တွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒါ MNDA နဲ့ ါလာရှိုကိစ္စဆိုလဲအဲ့လိုပုံစံမျိုးပဲပေါ့နော်ဒါစစ်ကောင်စီကတရုတ်ရဲ့ဒါတစ်ဖက်လက်ဖိအားနဲ့ပေါ့နော်အဲ့ဒီမြို့ကိုဒါခေါင်းလေးပဲဝင်ရဝင်ရဒါခြေောက်လေးပဲဝင်ရဝင်ရဆိုတဲ့ပုံစံမျိုးနဲ့ပြန်ဝင်နေတဲ့အနေထားပေါ့နော်အဲ့ကြအဲ့လိုပုံစံမျိုးပြန်ဖြစ်လာအောင်မလား TNL ရောဒီလိုပုံစံမျိုးတွေအဲကြုံရမလားဆိုတဲ့ဟာကိုတွေးကြည့်ရကြတော့ကြုံရတာပဲပေါ့နော်ကြုံရတယ်ရှေ့ပိုင်း1027ပထမလိုင်းမှာကတည်းကပေါ့နော်အဲ TNL အပေါ်မှာခုနလိုမျိုးဒါ NZ ဒေတာတွေမှာတိုက်ပွဲပေါ်ဆောင်မှုတွေမလုပ်ဖို့ အဲအပြစ်ခက်ရက်ဆဲဖို့ဆိုတဲ့ပုံစံမျိုးတွေသူတို့ပို့တာလေးရှိတယ်ပေါ့နော်ရှိတယ်အဲ2024 April လောက်မှာဆိုရင်လေအဲသူချင်းချောက်တဲ့ပုံစံမျိုးတွေအစားပြောတာမျိုးတွေလည်းရှိတယ်ပေါ့နော်အဓိကတော့ဒီအပြစ်ခက်ရက်ဆဲဖို့ပေါ့နော်ပြီးတော့ဒါဒီနေဆက်ဒေတာမှာတည်ငြိမ်အေဂျင့်ဖို့ဒါကြောင့်မလို့ဒါရက်ဆဲပေးပါပေါ့နော်အဲအဲ့လိုမှမလိုက်နာဘူးဆိုရင်ဟာဖြစ်လာမဲ့အကျိုးဆက်တွေကို TNL အနေနဲ့တာဝန်ယူရမယ်ဆိုတဲ့ပုံစံမျိုးဒါချိန်ချောက်တဲ့သဘောမျိုးပြောသွားတာပေါ့နော်အဲအဲ့လိုပုံစံမျိုးတွေပါပြောခဲ့တာလည်းရှိတယ်ပေါ့နော် အဲကြတော့အဲ့အဲ့လိုမျိုးပြောခဲ့တာဖြစ်တဲ့အတွက်အခုဒီမြို့တွေကရောအဲ့လိုဖြစ်လာနိုင်သလားဆိုပြီးတွေးမိတာပေါ့အဲတရုတ်ကတော့ဒါအခုနောက်ပိုင်းမှာပြောင်ပြောင်တင်းတင်းဆွဖတ်မှုတွေပို့ပြီးတော့လှုပ်လာတယ်တရုတ်ရဲ့ဖီးယားတွေကိုဒေါ်လင်းတက်ဖွဲ့တွေတော်တော်များများခံစားရလာတယ်ပေါ့နော်အဲကြတော့ဒါကဒါမဖြစ်တဲ့ကိစ္စပေါ့နော်ခြားနိုင်ငံတစ်ခုကကိုယ့်နိုင်ငံမှာလာပြီးတော့ကိုယ့်ပြည်သူတွေရဲ့အရေးကိုလာပြီးဆွဖတ်နေတယ်ဆိုတဲ့ဟာကြီးကတိတ်တော့မမိုက်ဘူးပေါ့နော်ဒါမဲ့လေအဲတက်ဖွဲ့တွေကဒါတရုတ်ဖီးယားကင်းလွတ်ပြီးတော့ကောင်းကောင်းမွန်မွန် လွတ်လပ်စွာနဲ့ဒါတိုက်ပွဲဝင်နိုင်တဲ့တပ်ဖွဲ့တွေလည်းအများကြီးရှိနေသေးတယ်ပေါ့နော်အဲ့တော့ TNLA အနေနဲ့ဒီနေရာတွေကနေပြီးတော့ပြန်ပြီးတော့ဆုတ်ခွာရမယ်ဆိုရင်ပေါ့နော်ဖြစ်များဖြစ်လာခဲ့တယ်ဆိုရင်ဘာတွေကြုံရနိုင်လဲဆိုတော့အခုတောင်မှပဲဒါလာရှုနဲ့ပတ်သက်လို့ဒါစစ်ကောင်စီဘက်ကပေါ့နော် စစ်တပ် lobby တွေတပ်ထောက်ခံသူတွေကအဲတော်တော်လေးဒါဝါဒဖြန့်တဲ့ပုံစံမျိုးတွေလှုပ်လာတယ်အဲ့ဒါဘာလဲဆိုတော့ဒါလာရှုကပေါ့နော်ဘာမှဒါတရုတ်ကဂျာဝင်ပေးလို့ရတာမဟုတ်ဘူးပေါ့နော်သူတို့ဘာသာသူတို့ဆွမ်းဆွတ်တမန်တိုက်လို့ရတာဆိုပြီးတော့သူတို့ ကောင်းကောင်းကိုဒါဟိုစိတ်သက်စိတ်ဆင်ဒါမှမဟုတ်လဲဝါရဖြန့်ချေပုံစံမျိုးလှုပ်ထားရတွေ့ရတယ်ဗောနော်အဲ့ဒါပါလဲဆိုတော့ဒီထောင်တောင်းချီတဲ့ထိုးစစ်တွေသူတို့ဒါထိုးထိုးထိုးစစ်တွေလှုပ်ခဲကြတယ်ဗောနော်ပြီးတော့အဲ့ဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ line board တွေကိုမတင်ခဲ့ဘူးဗောနော်ဒေါ်လိုင်းတက်ဖွဲ့တွေဘက်ကကြာဆုံးတဲ့ထောင်နဲ့တောင်းနဲ့ချီတဲ့မှတ်တမ်းတွေကိုသူတို့မတင်ခဲ့ဘူးဗောနော်အဲ့ဒါကိုမှဒါကျွန်တော်ဒီဒေါ်လိုင်းတက်ဖွဲ့တွေဘက်ကဗောနော် ဗီဒီယိုမှတ်တမ်းတွေအဲဖိုတိုတွေပေါ့နော်အဲဥစ္စာတွေကိုအဟောင်းနေအသုံးပြုပြီးတော့ဝါရဖြန့်တာပါပေါ့နော်အဲ့တော့လာရှိုးကိုသူတို့ပြန်ရတယ်ဆိုတာကသူကထိုက်တိုက်တက်တန်ပြန်ရတာပါဆိုပြီးတော့ပြောထားတယ်မရမနာထိုးစစ်စင်ခဲ့လို့ရတာပါဆိုတဲ့ပုံစံမျိုးသူတို့ပြောထားတယ်ပေါ့နော်အဲပြီးတော့ဒါထိုးစစ်အရှင်ကိုပေါ့နော်အဲထိုးစစ်အရှိန်ကိုကြောက်လာလို့ MNDAA ကတရုတ်ကိုပြန်ပြီးတော့ဘောမှပြီးတော့ဂျောင်းဝင်စစ်ဆက်ခိုင်းတာပါဆိုပြီးတော့အဲ့လိုမျိုးကြီးပြောလာအဲ့တော့ ပြောင်းမြိုင်ပြောင်းမြိုင်ပေါ့နော်ဒါမင်းအွန်လိုင်းကတရုတ်ကိုဗောမပြီးတော့ဒီမျိုးပြန်ရဖို့အတွက်စူးစမ်းခဲ့တဲ့လို့ရက်မှာသူတို့ဘက်ကဘလို့ဝါရပြန်လဲဆိုတော့အဲစစ်တပ်ကအဲ့လိုထောင်နဲ့တောင်းနဲ့ချီတဲ့ထိုးစစ်ကြီးတွေလုလာတဲ့ခါမှာ MNDAA ကကြောက်လန့်တကြားနဲ့တရုတ်ကိုပြေးကပ်ပြီးတော့တရုတ်ဘုံမှပြီးတော့ခုနလိုဂျာဝင်စိစက်ခိုင်းတာပါဆိုတဲ့ပုံစံမျိုးပြောသွားတာပါနော်ဟာအဲ့ဒါတော်တော်စားရတယ်နော်ဒါမဲ့အဲမယုံမရှိနဲ့အဲ့ဘက်ကကောင်တွေကအဲ့ဒါတကယ်ယုံတယ်ကျွန်တော်ဒီဘက်အုံနောက်ရှိတဲ့သူတွေကဒါမဟုတ်ဘူးဆိုတာကိုသိနေတာပါနော် အဲပြောကြမြေပြင်နဲ့နီးစပ်ရင်အကုန်လုံးကသိတယ်ဗျာဒီဒီဘက်မှာဒါကြောင့်တော်လန်ကြီးဘုကိုထောက်ခံတဲ့ပြည်သူတိုင်းကအုံနောက်ရှိတယ်အဲ့ဒါကြောင့်မလို့ဒီဥစ္စာရဲ့အဖြစ်မှန်အားလုံးကသိတယ်ဒါပေမဲ့အဲ့ကောင်ဒီဘက်မှာကအဲ့လောက်ကိုအုံနောက်တည်းမဖွင့်ပြိုးဘူးမဖွင့်ပြိုးတာဖြစ်တဲ့အတွက်ခုနကလိုမျိုးအေးသားမျိုးကိုတကယ်ယုံတယ်တကယ်ကိုအဲ့ဥစ္စာမျိုးကိုယုံကြည်ပြီးတော့အဲလုံးဝလက်သီးလက်မောင်းတန်းနေတဲ့ကောင်တွေရှိတယ်အဲ့ဒါကြီးတော်တော်ဆိုးဆိုးဝါးပေါ့နော်သူတို့ဘက်မှာအဲပြီးရင်ဒါတရုတ်ကိုယ်စားလှယ်လာတယ်ဆိုတာလည်းမှန်တယ်ပေါ့နော်အဲအဲ့ဒါဒါတက်မလို့ရစီကြောင်း MNDA က အဲကြောက်လို့တရုတ်ကိုဘောပြင်းမလို့လာပြီးတော့ဒါဝင်ညှိပေးတာပါဗောနော်အဲအဲ့မှာဒါနောက်ထပ်ဗာပြောလဲဆိုတော့ RAM ပြဖြစ်သွားတဲ့ PDF တွေကပဲဒီ video file နေနဲ့ဝါရဖြတ်နေတာပါဗောနော်အဲတက်ထောက်ခံသူတွေအနေနဲ့ဗောနော်အဲ့ဒါတွေကိုမကြည့်ပါနဲ့တဲ့ပြီးတော့ကို့ပြည်ဘွားတိုင်းသားချင်းချင်းမှုလို့တက်မတော်ကဒါပြ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 နဲ့ဆက်ဆက်နေတာပါဆိုတဲ့ပုံစံမျိုးပြောသွားတာဟာတကယ်လေးစားလောက်တယ်နော်အဲ့ကောင်နေပြောသွားတဲ့ဟာလာဒါကြောင့်အဲ့လိုမျိုးတွေအဲသူတို့တွေဝါရဖြတ်မှုတွေလည်းလုပ်ကြတယ်ဗောနော်အဲနောက်ဆုံးတော့ဒါ last show ကအခုလက်ရှိဒီအချိန်နေဖြစ်သွားတယ်ဗောဗျာ ဲ့လိုဖြစ်သွားတော့သူတို့ဘက်ကဘာတွေအမျက်ထွက်လဲဆိုတာအများကြီးပဲဗျအဲတရုတ်ရဲ့အနိုင်ကျင့်မှုကြောင့်မလို့ဒါမျိုးကပေါ့နော်အသက်တွေသွေးတွေကျွေးတွေအများကြီးပိဆက်ယဉ်နေထားပြီးတော့ဒါလုံးဝလုံးလုံးလေးရာအဲကိုအောက်မှာမရှိတဲ့အနေထားဖြစ်သွားတယ်အဲပြီးတော့ဒါပြည်သူနဲ့ဒေါ်လာရင်းတက်ဖွဲ့တွေအထိုက်လျောက်စိတ်သက်ကြာစင်းတာတွေဖြစ်သွားတယ်အဲပြီးတော့ဒီကောင်နေဘက်မှာစိတ်သက်မြင့်တင်တဲ့ပုံစံမျိုးတွေလှုပ်လို့ရသွားတယ်ပေါ့နော်အဲပြီးတော့အဲ့ဒါနဲ့တက်ဆက်သေးပဲ MNDA ကလည်းဒါညီနောင်၃ဘွဲ့ပေါ့နော် အာရခတ်တက်တော် AA ရဲ့ DNL ရဲ့ MNDA ရဲ့ဒါညီနောင်သုံးဘွယ်မဟာမိတ်ဖြစ်တဲ့အတွက် MNDA ဒီလိုမျိုးခံစားရပြီဆိုတဲ့အချိန်မှာတခြားတက်ဖွဲ့တွေရောဒီလိုဖြစ်လာနိုင်သလားအတခြားတက်ဖွဲ့တွေကရောအချိန်တန်ရင်အဲ့လိုမျိုးကြီးပြန်ပေးမှလားဆိုတဲ့ အစိုးရိမ်မှုတွေဖြစ်လာတာမျိုးတွေရှိတယ်ပေါ့နော်။ယုံကြည်မှုတွေယော့ပါလာတာတွေလည်းတွေ့ရတယ်ပေါ့နော်။ပြီးတော့ဒါ MNDA တပ်ဖွဲ့တွေကိုဆိုရင်အခုဆိုရင်အဲတော်တော်များများကမကောင်းမြင်နေတဲ့ပုံစံမျိုးတွေကဆဖြစ်လာတယ်။အဲတချို့ကြတော့လေအဲ့ဟာကိုနင်းပြီးတော့ဟိုဘက်ကနေစိတ်သက်စစ်စင်တွေပြန်လှုပ်တယ်ပေါ့နော်။အဲတွေ့လားမင်းတို့အဲအားကိုးနေတဲ့ MNDA ကဒီလိုပုံစံမျိုးအဲတကယ်တော့ဒီအဖွဲ့တွေကဘာတက်တွေဖြစ်တယ်ညာတက်တွေဖြစ်တယ်အဲဒီနိုင်ငံနဲ့တောင်မဆိုင်ဘူးဘာညာဆိုတဲ့ပုံစံမျိုးတွေကဆ အဲသူတို့တွေစိတ်သက်စစ်စင်လုပ်လို့ရသွားရရှိတယ်အထိုက်လျောက်တော့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ရနဲ့တော်လိုင်းပြည်သူတွေစိတ်သက်ကြဆင်းတာရှိတယ်အဲဟိုအားမလို့အများဖြစ်တာရှိတယ်အဲဟိုဘက်ကဒါစစ်ကောင်စီဘက်ကအဖွဲ့တွေအတွက်တော့ဗောနော်အခုနလိုစိတ်သက်မြင့်တင်ရေးအပိုင်းတွေမှာအသုံးချလို့ရသွားတယ်ပြီးတော့ဝါရဖြန့်ချေအပိုင်းတွေမှာအသုံးချလို့ရသွားတယ်ဗောနော်အဲအဲ့ဒါကတော့ဒါကြောင့်ဒါအကျိုးဆက်တွေအနေနဲ့ခန်းစားရတဲ့ဟာဗောနော်အဲ့တော့ဒီ TNL အနေနဲ့လည်းအဲခုနလိုမျိုးဒါဖြစ်လာခဲ့တယ်ဆိုရင်ဒါတွေကကျွန်တော်တို့ထပ်ကြုံရနိုင်နေဗောနော် ဒါပေမဲ့ TNL ကအခုလိုပဲစစ်ကောင်စီရဲ့တောင်းဆိုချက်တွေကိုလုံးဝပြောင်ပြောင်တင်းတင်းပယ်ချတာမျိုးတွေဆက်ပြီးတော့တင်းခံသွားမလားအဲပြီးတော့ဒါစစ်ကောင်စီအလိုကျလုံအောင်မလားဆိုတဲ့ဟာတွေကတော့ကျွန်တော်တို့နောက်ထပ်လာမယ့်တွေ့ဆုံမှုတွေမှာဆက်ပြီးတော့ကြည့်အောင်မယ့်အနေအထားရှိတယ်ပေါ့နော်အဲနောက်တစ်ခါတော့ကျွန်တော်တို့ဒါဗမောအနေအထားပေါ့ဗမောအနေအထားကလည်းတော်တော်လေးချင်းကြီးကောင်းတယ်ချင်းကြီးကောင်းလို့ဆိုအားလုံးလည်းသိကြပါတယ်အဲဒီရက်ထဲမှာတက်လာတဲ့သတင်းအချက်အလက်တွေ အဲတချို့လည်းမှတ်တမ်းပုံလေးတွေတက်လာကြရရှိတယ်ဗီဒီယိုဖိုင်ကလစ်လေးတွေတက်လာကြရရှိတယ်အားလုံးကအချင်းချင်းကောင်းတဲ့အရာတွေကြီးပဲဒါပေမဲ့ဒီအောင်မြင်မှုတွေပေါ့နော်ဒါကအောင်မြင်မှုဖြစ်လာမယ့်အရာပေါ့အဲအောင်မြင်မှုရဖို့အတွက်ကိုတက်ဖွဲ့တွေဘယ်လောက်ထိရင်းနှီးခဲ့ကြတယ်ပေးဆက်ခဲ့ကြတယ်ဆိုတဲ့ဟာတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲကြောင့်မို့ဒါကျွန်တော်တက်နိုင်တဲ့ဟာတော့ဝိုင်းကူတင်တယ်အခုဆိုရင်ဒါသတင်းတွေမှာတက်လာတာတွေ့ရမှာပေါ့ ဗျူဟာကုန်းနေရာကိုပြန်ဆုတ်သွားတယ်ထောင်ဘက်ချမ်းနေပြီးဗျူဟာကုန်းနေရာကိုပြန်ဆုတ်သွားတယ်ဆိုပြီးတော့လည်းပြောကြရရှိတယ်တကယ်တကယ်တမ်းအမှန်ကအဲ့နေရာကဗျူဟာကုန်းမဟုတ်ဘူးပေါ့နော်မဟုတ်ဘူးမဟုတ်ဘူးဆိုတော့ရှားကြောင်ပြောမဟုတ်ဘူးကျွန်တော်တို့ရှိစဉ်တော့အဲ့ဒါ viewer ကောင်းမဟုတ်ဘူးအဲ့ဒီနေရာကဒါဒါစကားစမှုနေတဲ့နေရာပေါ့နော်ပြီးရင်ဒူးစကားမှုနေတဲ့နေရာအဲ့လိုနေရာမျိုးသူကပြောရရင်ကောင်းတုံရိတ်တာတို့ပါလို့ရှိတယ်အဲ့ဒါကြတော့ဒါ time move တွေ two time move တွေအဲ့ပြီးရင်အဲ တသထမူးတွေအဲအဲ့လိုဒါအကြီးပိုင်းကောင်တွေပေါ့နော်အဘကျုပ် level တွေအကြီးပိုင်းကောင်တွေတက်စစ်လာတာတို့ဘာလို့တက်ကိုဝင်တာတို့ဘာလို့ဆိုရင်အဲ့လိုနေရာမျိုးမှာသူတို့ကို VIP နေရအနေနဲ့ထားတဲ့ရိတ်တာပေါ့နော်အဲ့လိုရိတ်တာမျိုးအဲပြီးတော့အဲ့ဘက်ချမ်းမှာကသူကထောင်နဲ့ကက်ရက်ဘက်ချမ်းပဲပေါ့နော်ပြောရမယ်ဆိုရင်အနောက်မှာမြစ်ရှိတယ်သူကကျောကျောပေးထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီထဲမှာဝင်သွားမယ်ဆိုရင်သူကအဲ့လိုတောင်ကုန်းပုံစံမျိုးတွေဖြစ်နေတာပေါ့တောင်ဆုံးတောင်ကုန်းပုံစံသူကခန်းစစ်ပြင်လို့ကောင်းတဲ့နေရာမျိုးဖြစ်နေတာအဲ့ဒါကြောင့်မလို့ဒီကောင်ကအခုဆိုရင်ဒါသူက ီခန်းစစ်ပြင်ထားတဲ့ဂုံတစ်ခုအနေနဲ့ပြောင်းလဲပြီးတော့အသုံးပြုလိုက်တာဖြစ်တယ်ပေါ့နော်အဲပြီးတော့အိုက်ထဲမှာဆိုရင်ဒါရှိုးရှိုးပုံစံလေးတွေချိရှိတယ်ပြီးရင်ကျုံးပုံစံလေးတွေရှိတယ်ပေါ့နော်အဲရေစီးနေတဲ့ဒါချောင်းပုံစံမျိုးတွေရှိတယ်ပေါ့နော်အဲဖြတ်တန်းရခက်တဲ့တဘာတဘာဝအတားစီးလိုဟာမျိုးလေးတွေသူအိုက်ထဲမှာရှိ အဲ့ area ထဲမှာရှိနေရပါတော့။အဲ့ကြောင့်သူကအဲ့ဥစ္စာကိုတွက်ချက်ပြီးတော့ခုနလိုခံစစ်ပြင်ဖို့အတွက်ကိုအသုံးပြုသွားတဲ့နေရာတစ်ခုဖြစ်ပေါ်များတယ်။ဒါပေမဲ့အဲ့နေရာအထိကိုသူကနောက်ဆုံးနောက်ဆုံးခံစစ်စည်းလို့ပြောလို့ရတဲ့နေရာပါတော့။အဲနောက်ဆုံးဒါအောင်မြင်ဖြစ်မဲ့နေရာအဲ့နေရာအထိကိုသူကသာဆုပ်ခွာပူပေါင်းရတဲ့အနေထားတွေဖြစ်လာနေပြီထွက်ပြေးပူပေါင်းရတဲ့အနေထားတွေဖြစ်လာနေပြီပေါ့နော်အဲ့တော့အဲအဲ့လောက်ထိအခြေအနေကောင်းနေပြီဆိုရင်လည်းကဒါကျွန်တော်တို့တွေတော်တော်လေးကိုရင်ခုန်နေရတယ်ဗျာအဲပြီးတော့ဒါမျိုးတဲ့ပတ်ဝန်းကျင်မှာဆိုလည်း အဲဒီတော်လိုင်းတက်ဖွဲ့တွေပေါ့နော်တလိုင်းပူပေါင်းတက်ဖွဲ့တွေအများကြီးဝင်ရောက်နေရာယူလာတဲ့မျိုးတွေဖြစ်လာနေပြီထိမ့်ချုပ်ထားနိုင်တဲ့နေရာတွေအများကြီးဖြစ်လာနေပြီအဲဒါကိုလည်းသတင်းနေရာနေပြီးတော့ဒါသိလိမ့်မယ်ပေါ့နော်ပြီးတော့အဲ့မှာကျွန်တော်ထပ်ပြီးတော့အားရစရာတစ်ခုရှိတယ်အဲ့ဒါတော့အာရခတက်တော် AA ပေါ့နော်အဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံကနေပြီးတော့ဒါသတင်းဌာနတစ်ခုကနေပြီးဖော်ပြထားတွေ့ရတယ်အဲ့ဒါတော့အဲသူကဒီဗမော်တိုက်ပွဲမှာဝင်ရောက်တိုက်ပွဲဝင်နေတဲ့ အခါတက်တော့ AA ရဲ့ဒါစစ်တီတယောက်ကိုပေါ့နော်ဖုန်းကနေလှမ်းပြီးတော့သူကစကားပြောနေတဲ့ပုံစံမျိုးပေါ့နော်စိတ်တဲ့မြင့်တဲ့ပုံစံမျိုးအနေနဲ့ဒါပြောတဲ့ဟာမျိုးလေးရှိတယ်အဲနောက်ထပ်အားရစရာတစ်ခုကတော့ဒါအခါတက်တော့ AA ရဲ့တပ်ဖွဲ့ဝင်တွေပေါ့နော်အဲ့ဘက်မှာဝင်ရောက်တိုက်ခိုက်နေပြီဆိုတဲ့အဲဒါဟိုပါပေါ့နော်သတင်းကောင်းပေါ့သတင်းကောင်းဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒါသတင်းဌာနတစ်ခုကတက်လာတာရှိတယ်အဲအခါတက်တော့ A ဒါဘူဂျိုထွန်းမြင့်နိုင်ရပါပေါ့နော်အဲတပ်ဖွဲ့ဝင်တယောက်ကိုဒါသူလှမ်းပြီးတော့အတက်စရာအကြောင်း စကားမျိုးပြောနေတာမျိုးဒါမိန်ကွန်းပြောနေတဲ့ပုံစံမျိုးပေါ့နော်ဗီဒီယိုကောနဲ့ပြောနေတဲ့ဟာမျိုးကိုဒါတင်ထားတာလေးတွေ့ရတယ်ပေါ့နော်အဲအဲ့ဒါဘာလဲဆိုတော့ဒါသူကကချင်ပေါ့နော် KIAR တဲ့ရခိုင်နဲ့ A အတွက်ထာဝရအကောင်းဆုံးမဟာမိတ်ဖြစ်တယ်ပေါ့နော်တို့ AA ဒီအနေနဲ့ကရှင်ပြည်သူပြည်သားတွေကိုကျေးဇူးဆက်ရမယ့်အချိန်ကဒီနေ့အကောင်းဆုံးအချိန်ပဲပေါ့နော်အဲလက်ရှိပုံမတိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ငါတို့စစ်တီတော်ရဲ့အနေနဲ့ရဲရဲဝံ့ဝံ့တိုက်ခိုက်ပါရန်သူကိုမျှပါနဲ့ပေါ့နော် ပြီးတော့ဗမောမျိုးကြီးကိုတင်ပိုက်ပြီးကချင်းပြည်သူတွေကိုလက်ဆောင်ပေးဖို့စစ်တီတော်တွေစူးစမ်းကြပါပေါ့နော်အဲ့လိုပုံစံမျိုးပြောသွားတာပါနော်ဖူချုပ်တယောက်အနေနဲ့ဥဆောင်နဲ့ခေါင်းဆောင်တယောက်အနေနဲ့သူ့ရဲ့ရဲဘော်တွေကိုမှားကြတဲ့အမှားစကားပေါ့နော်အမှားစကားတော့မှတကယ်မိုက်တယ်ဒါဒါကချင်းပြည်သူတွေအတွက်ပေါ့နော်ကချင်းပြည်သူတွေအတွက်ဒါကျေးဇူးဆက်ရမယ့်အချိန်ရောက်ပြီပေါ့နော်အကောင်းဆုံးမဟာမိတ်ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါစူးစမ်းကြပါအဲပြီးတော့ဒါလုံးဝရန်သူကိုမညာပါနဲ့တူတူလေးဗျာတူတူလေးနဲ့ ည်းနည်းလေးနဲ့အရန်ထိရောက်တဲ့ဇကားတွေကိုပြောသွားရလို့ဒါကျွန်တော်တို့ခံယူမိတယ်ပေါ့နော်အဲပြီးတော့အတက်ဆရာအကြောင်းအရာကြီးကြီးပဲပေါ့နော်အဲပြီးရင်ဒါသူပြောလိုက်တဲ့ဟာဒါဇကားလေးအဲခုနလိုဖြစ်ရလေးတခုဆိုပေမဲ့အဲ့တိုက်ပွဲမှာဒါပွဲသိမ်းဖို့အတွက်ပွဲသိမ်းနိုင်ဖို့အတွက်အေးတက်ဖွဲ့တွေပါဝင်ရောက်ကူညီနေပြီဆိုတော့သတင်းကောင်းကိုပြောပြချင်တာပေါ့နော်အခုပြောနေစဉ်အတော်အတွင်းမှာကိုပဲသတင်းကောင်းနေရှိတယ်ဒါပေမဲ့အဲကျွန်တော်တို့ဒါ ပြောလို့ရသလောက်ဟာကိုပဲကျွန်တော်တို့ပြောခဲ့ကြတာပေါ့နော်။ဘာဖြစ်ဖြစ်ကျွန်တော်အောင်မြင်မှုတွေကတော့နီးကပ်လာနေပြီ။ပြီးတော့ ID ဗမောရသွားပြီဟေ့ဆိုတဲ့ချိန်ကျရင်ကျွန်တော်ပြိုဆင်းလာမယ့်အင်အားကြီးတွေကိုတွတ်တာကြည့်လိုက်တော့အဘာလို့လဲဆိုတော့ဒါဗမောကနေဆက်ဆင်းလာမယ်ဆိုရင်ဒါရွှေကူအဲကတာပေါ့နော်။ကတာဆိုလည်းခုနကလိုပဲအင်တော်ဘက်ကလာမယ်ဆိုရင်ဘာမှမကြဘူးပေါ့နော်။ပြီးရင်အဲ့မှာရှိတဲ့တက်ဆိုလည်းဒါတရင်တရင်ပဲရှိရဖြစ်တဲ့အတွက်အဲဘလောက်မှကိုတိုက်ဆရာမလိုတဲ့အနေထားပေါ့နော်။အဲပြီးတော့ဒါ ဒီကတာတို့အဲရွှေကူတို့ပြီးရင်အင်းဒေါ်တို့အဲဒါမျိုးပုံစံမျိုးတွေကိုရသွားပြီးဟေးဆိုတဲ့အခါကျရင်ဒီဘက်ဆက်ဆင်းလာမယ်ဆိုရင်ဒါလဘခဘက်ကအလွယ်တကူနဲ့ဝင်ရောက်တိုက်ခိုက်နိုင်တဲ့အနေအထားတွေဖြစ်သွားမယ်ပြီးတော့လဘခထဲမှာလည်းဒီရတိုင်းပဲကျွန်တော်အလဲပိုင်းထဲမှာအဲဒေါ်လိုင်းတက်ဖွဲ့တွေကတော်တော်လေးကိုစုစုစည်းစည်းအနေအထားဖြစ်လာနေပြီပြည့်ပြည့်စုံစုံဖြစ်လာနေပြီအဲ့အနေအထားတစ်ခုမှာခုနအောင်ပွဲရတဲ့အဖွဲ့တွေကပြန်ပြီးတော့ပေါင်းစည်းမိပြီးဟေးဆိုတဲ့အချိန်မှာ နောက်ထပ်အောင်ပွဲကြီးတွေထပ်ပြီးတော့ဖြစ်လာနိုင်ခြင်းအများကြီးရှိလာပြီပေါ့နော်အဲ့လိုပြိုဆင်းလာတဲ့အင်အားတွေကိုဒါစစ်တပ်ကခုနလိုပေါ့နော်သွားတော်မပါတော့တဲ့ဒါစစ်အုပ်ကြီးတွေကဘလို့တားမလဲဆိုတာကိုလည်းကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရအောင်မယ်ပေါ့နော်ပြီးတော့ဒီအခုရှေ့ဒါပုံမော်တိုက်ပွဲမှာအောင်မြင်ခဲ့ပြီဟေးဆိုရင်နောက်တိုက်ပွဲတွေမခက်ခဲတော့ဘူးလို့ဒါကျွန်တော်ကတော့ယူဆတယ်ဗျယုံကြည်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ကောင်ကအဲ့တပ်မှာအဲစစ်ကောင်စီဘက်မှာပေါ့နော်တကယ်ကိုသူတို့အတွက်ကတော့ရွရွချွချွတိုက်ပွဲဝင်နိုင်တဲ့ခုခံစစ်ဆင်နိုင်တဲ့ သူတယောက်အနေနဲ့မတန်းဝင်နေတဲ့သူပေါ့နော်အဲတော်တော်လေးဒါအားကိုးရတယ်သူတို့အတွက်အားကိုးရတယ်ဆိုရင်သူတယောက်ပေါ့နော်အဲ့လိုလူမျိုးကိုတော့အောင်မြင်ပြီဆိုရင်တော့ကြံတဲ့ဟာတွေကတော့တကယ်ကိုလွယ်လွယ်ကူကူအနေထားတွေဖြစ်သွားနိုင်မှာတည်ကြတယ်ပေါ့နော်အဲဘယ်လိုပဲဖြစ်ဖြစ်ဒီရက်ထဲမှာကျွန်တော်တရင်ကောင်းတွေဆက်ပြီးစောင့်ကြည့်ကြပဲလို့ရတယ်လက်တလုံးမှာကိုပဲတရင်ကောင်းတွေအများကြီးရှိတယ်ဒါ KNB နံပါတ်မှာဆိုလဲဒါစစ်ကောင်စီဘက်ကထွက်ပြေးတဲ့ဗီဒီယိုဖိုင်တွေထပ်ထွက်လာဖို့ရှိပါတယ်အဓိကတော့အဲ့လိုပေါ့ ဟိုလေနဲ့ပါကူပြီးပြေးရတဲ့အနေထားတွေဖြစ်သွားတဲ့ဟာတွေရှိတယ်အဲ့တော့အဲ့သတင်းကောင်းတွေလည်းဆက်ပြီးလာဖို့ရှိတယ်အဲ့တော့ကြာကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်နေကိုတက်နိုင်တဲ့အပိုင်းတွေမှာပါဝင်ကြပါစို့လို့ဒီနေ့ကနေပြောချင်ပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်